်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါမြို့နယ်ရွှေပေါက်ကံမြို့တဲ့နယ်မြေရဲစခန်းကိုချိန်ကိုက်မိုင်းနဲ့ဖောက်ခွဲတိုက်ခဲ့ရာရဲနှုတ်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 24ရက်နေ့ညနေ6:45မိနစ်အချိန်မှာမြောင်းကလာပါမြို့နယ်ရွှေပေါက်ကံမြို့တဲ့နယ်မြေရဲစခန်းအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများဟာကင်းပတ်ရန်ထွက်လာတဲ့အချိန်မှာ ချိန်ကြိုင်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲနှစ်ဦးထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးမိုင်းခွဲတိုက်ခိုက်ခံရပြီးမိနစ်ပိုင်းအကြာမှာရွှေပောက်ကန်တရားကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကကားနက်စီးနဲ့ရောက်ရှိလာပြီးတော့ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့သိရပါဗါး၎င်းဖောက်ခွဲတိုက်ခိုက်မှုကိုအရှေ့ပိုင်းခရိုင်မြောက်ကလပါမြို့နယ်ပကဖပြည်သူ့ကာကွယ်အဖွဲ့နှစ်ကဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးမင်းညက9နှစ်လောက်မှမြောက်ကလာရွှေပောက်ကန်တရားမှာရဲနဲ့စစ်သား 20လောက်ပိတ်ဆို့စစ်ဆေးတာတွေလုံနေတယ်။မိုင်းကွဲလို့စစ်တာလို့သိရတယ်။တနအီလောက်စစ်ဆေးပြီးတော့စစ်ဆေးတွေလည်းပြန်ရုပ်သိမ်းသွားတယ်။ဖမ်းဆီးရရှိတာတွေဘာတွေတော့မကြားမိဘူးလို့မြောက်ကလာပါမျိုးနဲ့ကင်းထောက်လူငယ်တူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာရှိတဲ့ဝလူရဲစခန်းကကားနှစ်စီးတိုက်ခိုက်ခံရပြီးတော့ကားပေါ်မှာပါလာတဲ့စစ်ကောင်စီအုပ်စုဟာထွက်ပြေးသွားပြီးတနက်တက်လက်တင်းစီရရှိကကားနှစ်စီးကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ24ရက်နေ့မနက်၈နာရီခွဲအချိန်ကဝလူရဲစခန်းကနေထွက်လာတဲ့စစ်ကောင်စီတပ်သားများနဲ့ရဲများလိုက်ပါလာတဲ့အိမ်စည်းကားနှစ်စီးကိုဝလူရွာအတွင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းကိုမြင်းကြံခရိုင်အမှတ်လေးတပ်ရဲ့နထိုးကြီး People Defense Force ရဲ့တာဝန်ရှိသူကပြောကြားထားပါတယ်။ကားနှစ်စီးလုံးကိုမီးရှို့လိုက်နိုင်တယ်။သူတို့ဘက်ကဒဏ်ရပြီးတော့ထွက်ပြေးကုန်တယ်။ခံပစ်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုမြင်လာနဲ့ကားတွေထားပြီးတော့ထွက်ပြေးတာကျွန်တော်တို့ကလိုက်ပြေးရင်းနဲ့သူတို့ဘက်ကတချို့တော့ဒဏ်ရရတယ်။တေဆုံးမှုတော့အတီးပြုတ်လို့မရသေးဘူးလို့ ရင်းကြံခရိုင်တပ်ရင်း၄ကတာဝန်ရှိသူကပြောဆိုထားပါတယ်အဲ့ဒီကားပေါ်က6လုံးပြူတလက်ဖုန်းတလုံးစကားပြောဆက်တလုံးနဲ့ငွေသားတချို့ကိုတင်းစီရမိခဲ့ကြောင်းကိုတာဝန်ရှိသူကပြောဆိုထားပါတယ်အလားတူပဲအေပီလာ23ရက်နေ့မနက်9:00နာရီခန့်ကလည်းနထိုးကြီးမြို့ပေါ်မှာရှိတဲ့စောက်လုံရေးရုံးနယ်အေးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေတာတွေတော်လိုင်းအင်အားစုများကပြောဆိုခဲ့ပါတယ်သူတို့ဂိတ်ပေါက်လောက်အထိကိုရောက်ခဲ့တယ်စစ်မှုရန်ဟောင်းတွေကိုပြန်ခေါ်ပြီးတော့ကင်းဆောင်ခိုင်းနာတာတွေရှိတော့ သူတို့တွေထိခိုက်တာတွေရှိတယ်လို့မြင်းကြံခိုင်တရင်လေးကတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။နထိုးကြီးမြို့ပေါ်ဆက်ဆင်ရေးကိုနထိုးကြီး People Defense Force မြင်းကြံခိုင်အမှတ်လေးတိုက်ရင်နဲ့နထိုးကြီးမြို့နယ်ပကဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုများဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီအုပ်စုကမြို့တွင်းမြို့ပြင်စစ်ဆင်မှုတွေတင်းကျပ်ခဲ့တယ်လို့သိရပါတယ်။ AP လ18ရက်နေ့ကလည်းနထိုးကြီးမြို့နယ်ချော်ဖြူရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုတိုက်ခိုက်ခံရပြီးတော့စစ်သား၃ဦးသေဆုံးက၄ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့မရီယာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဘုံမူတန်နိုင်ဆိုပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာစစ်ကောင်စီဟာအရက်သားပြည်သူများနေထိုင်ရာကြေးရွာများကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘုံမူတန်နိုင်ဆိုဟာပြည်ဦးလွယ်မရီယာလမ်းမှာရှိတဲ့မရီယာမြို့အဝင်မကြီးသုံးမယ်နေရာအနီးမှာရှိတဲ့လဖက်ရည်ဆိုင်မှာဧပြီလ24ရက်နေ့မနက်7:00နာရီခန့်မှာမနက်စာစားနေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဘုံမူတန်နိုင်ဆိုပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာစစ်ကောင်စီဟာ မရီယာမြို့စစ်တပ်ကုန်းကနေပြီးတော့ခြေရွာများဘက်ကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဧပြီလ24ရက်နေ့ညနေက3ချက်ပြစ်တယ်။ည7နာရီလောက်ကစပြီးတော့ပြစ်နေပြန်တယ်။လက်နက်ကြီးတွေကရွာကိုကြော်ပြီးတော့ကြနေလို့တော်သေးတယ်။ဘယ်သူမှမအိပ်ရဲဘူးလို့ပြင်းလွယ်မရီယာလမ်းမှာရှိတဲ့ခြေရွာတရွာကဒေသခံတအုပ်ကပြောပြခဲ့ပါတယ်။ဘုံမှုတတ်နိုင်ဆိုးဟာစစ်ကောင်စီရဲ့မရီယာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ကအဓိကဦးဆောင်သူဖြစ်ပြီးတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရာလဲပတ်ရေးအတွက် အဓိကမောင်းနေနေတဲ့သူဖြစ်တယ်လို့ဒေသခံတော်လိုင်းအင်အားစုများကပြောကြားခဲ့ပါတယ်။၎င်းပြစ်ခတ်ခံရမှုအပေါ်မှာစစ်ကောင်စီဟာဒေါသအလွန်ထွက်နေပြီးတော့လုံခြုံရေးအထုံးတင်းချက်ကအရက်သားများကိုဖမ်းဆီးစစ်ဆင်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မရရန်မြို့နယ်ဟာစစ်ကောင်စီတော်လိုင်းရေးအားကောင်းတဲ့ဒေသဖြစ်ပြီးတော့တိုက်ပွဲများလည်းမကြာခဏဖြစ်ပွားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကမရရန်မြို့နယ်အောင်ကန်သာရွာကလက်ဖေးဆိုင်အတွင်းမှာရှိတဲ့ ဒေသခံအမျိုးသား73ဦးကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်သွားခဲ့မှုတယ်လို့သိရပါတယ်အဲ့ဒီဖြစ်ရဟာအာနာသိန်းအကြမ်းဖက်စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများတဲ့ကတခုဖြစ်တယ်လို့မရယာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်ဘုံမူးတတ်နိုင်စုပြစ်ခတ်ရှင်းလင်းခံမှုနဲ့ပတ်သက်ပြီးတော့တော်လိုင်းရေးအင်အားစုများကသတင်းထုတ်ပြန်ထားတာကိုတော့မတွေ့ရသေးပါဘူးစစ်ကောင်စီအုပ်စုကတော့ပြစ်ခတ်သွားတဲ့သူတွေကိုဖမ်းဆီးနိုင်ရေးအတွက်အပူတပြင်းစူးစမ်းနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့ ပင်ဖျားလမ်းဆောင်မှာ စစ်ကောင်စီကတပ်သားတဲ့စူဆောင်းတဲ့အနေနဲ့လူငယ်၁၀ဦးကိုပေါ်တာဆွဲပြီးတော့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ AP လ25ရက်နေ့မနက်၈နာရီအချိန်ကကရေနံချောင်းမြို့တွင်းကုန်းရက်ွက်နဲ့တထေးကုန်းရက်ွက်ကြားပင်ဖျားလမ်းဆောင်မှာစစ်စေးဂိတ်ချပြီးတော့စစ်ကောင်စီအတွက်တပ်သားတဲ့များကိုစူဆောင်းခဲ့တယ်လို့သိရပါတယ်။ဆိုင်ကယ်စီးလာတဲ့သူလူငယ်များလမ်းသွားလမ်းလာလူငယ်များကိုဖမ်းဆီးခဲ့ရမှာလူငယ်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့သိရပါတယ် လူငယ်၁၀ဦးကိုဖမ်းဆီးပြီးတဲ့နောက်မှာစစ်ဆေးရေးလှုပ်ဆောင်မှုတွေကိုရက်ဆိုင်ကကြေးရွာတွေဘက်ကိုစစ်တပ်စစ်ကြောင်းကထွက်ခွာသွားတယ်လို့သိရပါတယ်။ဒီမနက်၈နာရီလောက်ကရေနံကျောင်းမြို့တွင်းကုန်းရက်ွက်နဲ့တထေးကုန်းရက်ွက်ကြားကပင်ဖျားလမ်းဆောင်မှာဈေးသွားဈေးလာတွေအလုတ်ကင်သွားတဲ့လူငယ်တွေစိုက်ကယ်စီးလာတဲ့လူငယ်တွေကိုဖမ်းသွားတာ၁၀ယောက်လောက်ပါသွားတယ်။ရေနံကျောင်းမြို့နယ်ကရွာတွေကနေမြို့တဲကိုဈေးဝယ်သွားတာတို့အလုတ်သွားတာတို့ အဲ့လိုလူငယ်တွေကစိုက်ကဲတဲ့ထွက်လာတဲ့အချိန်တောက်လျှောက်ဖမ်းသွားတာလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်လက်တလုံးမှာနိုင်ငံတော်မှာစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်တပ်သားတဲ့စုဆောင်ရရှိမှုအဆင်မပြေတဲ့အတွက်ကြောင့်စစ်ကောင်စီကနေ့အချိန်နဲ့ညအချိန်များမှာလူငယ်များကိုအတင်းအကျပ်ပေါ်တာဆွဲပြီးတော့အတင်းအဓမ္မတပ်သားတဲ့စုဆောင်မှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ဇကိုင်းတိုင်းဒေသကြီးကတခရ ထီးချိုင်မြို့နယ်မှာရှိတဲ့ကန်းနေကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်ကလေချောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နဲ့အဆောက်အဦတချို့မီးလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AB လ24ရက်နေ့မွန်လွယ်2နာရီအချိန်ကမှဒရုန်း၄တပ်ကနေတက်လာတဲ့ A5 အမျိုးအစား Jet Fighter 2စီးနဲ့ကန်းနေကြီးရွာကို ၅ချိန်ခန့်ဘုံသီးတွေကျဲချခဲ့ပြီးစစ်တပ်နဲ့လည်းကျေးရွာအတွင်းကိုလှည့်လည်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးစစ်ကောင်စီကခြေလင်းစစ်ကြောင်းထိုးတာမျိုးလည်းမလုပ်နိုင်တော့ဘူး။ဘုံကျဲတာပဲလုပ်နိုင်တာ။ရွာထဲမှာတခုခုရှိနိုင်မယ်ထင်ပြီးတော့သတင်းအမှားနဲ့လာကျဲတာဖြစ်နိုင်တယ်လို့ထီးကျိုင် Revolution TR ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အခုလိုမျိုးစစ်ကောင်စီတပ်ရဲ့လေကြောင်းကိုအသုံးပြုပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကိုဇော်တပ်ဆိုးကိုခင်ဇော်အေးကိုအောင်တပ်ဦးကိုအီးတီမတ်ခိုင်တင်းကြီးမတ်ပြည့်ပြည့်အောင်နဲ့မတ်ထွေးနယ်တို့ဟာ ဘုံးစားတွေထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။အိမ်ကလေးလုံးလောက်ပျက်စီးသွားတယ်။လမ်းတွေလည်းပျက်စီးတယ်။ဈေးဆိုင်ကန်းတွေလည်းမီးတဲ့ပါကုန်တာ။ရွာအလဲပေါ်ကိုကြတာဘုံကျဲသွားတာဆိုတော့ထတ်ကျဲမှာကိုစိုးရိမ်နေကြတယ်လို့ကန်းနီကျေးရွာကအမျိုးသမီးတဦးကပြောဆိုခဲ့ပါဗျ။ပြီးခဲ့တဲ့ AP လ16ရက်နေ့ဗကြံအတက်နေမှာလဲစစ်ကောင်စီတပ်ကထိကြိုက်မြို့နယ်အတွင်းမှာရှိတဲ့ညောင်ပင်ခွင်းကျေးရွာနဲ့ AR မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ အင်းရွာကျေးရွာကိုလေချောင်းအသုံးပြုပြီးတော့ဘုံကျဲတက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့အင်းရွာကျေးရွာကအမျိုးသမီးတဦးကပြောဆိုထားပါတယ်။လက်ရှိမှာသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ထီးကျိုင်ကတာအင်းတော်ကောလင်းဝင်းတုံနဲ့ဗန်းမောင်မြို့နယ်တွေကဒေသခံပြည်သူအများစုဟာမန္တလေးမိုးညင်းမိုးကောင်းနဲ့မြစ်ကြီးနားမြို့နယ်တွေကိုစစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ